တိန်650လူမဲ့ပြောပြီးအတိတ်မရောင်ဆောင်နေတဲ့ဝုံမုံရွှေကိုအမေနွဲ့နွယ်ဆန်းတဲ့ပြောပြီးအားလုံးပဲမင်္ဂလာပါရွှေမန်းလေးချန်နေမှာပြန်လဲကြိုဆိုလိုက်ပါတယ်အမေမြောင်းဖွဲ့လူတန်းမဲ့လူပြောပြီးမှလာမလူသေးတဲ့ဝုံမုံရွှေကိုမီဒီယာတွေကနေတဆင့်တဲ့ပြောလိုက်တာကအမေနွဲ့နွယ်ဆန်းမှာအမေမြောင်းဖွဲ့ဆိုတာကတော့တစ်ချိန်လုံးကဝါရင်တရုတ်ဆောင်မင်းသမီးတွေဇက်ဖို့ဆိုင်ရန်တရုတ်ဆောင်အမေတွေစုဖွဲ့ထားတာဖြစ်ပါတယ် ဒီလိုစုဖွဲ့ထားတဲ့အမေများဖွဲ့ဟာတကြံတွင်းချိန်ခါမှာရင်းကားလေးရှိတာပါပြည်သက်တွေအမှုပညာတိုင်ဝမ်ကတော့အမေများဖွဲ့ကိုအသက်ကြီးကြီးအမှုပညာရှင်တွေမှုရိုသေလေးစားကအားပေးကြတာဖြစ်ပါတယ်အမေများဖွဲ့ဟာတကြံတွင်းနေမြန်မာနိုင်ငံရုပ်ရှင်စီယုံဖွဲ့ကပွဲလန်းသဘင်တွေမှာကပြလေးရှိပါတယ်ဒီလိုတက်ချင်းဝါကြီးအမေများဖွဲ့ကိုဥဆောင်နေတာကဝါရင်ရုပ်ရှင်မင်းသမီးကြီးဆိုဖီယာပြန်အမေနွဲ့နွဲ့ဆန်းဖြစ်ပါတယ် အကယ်ဒမီဒေါ်နွဲ့နွယ်ဆန်းဟာအမေများအဖွဲ့ရင်းအခအဖွဲ့ကိုဦးစီးနေတယ်လို့တတ်ကြီးဝါကြီးရုပ်ရှင်သရုပ်ဆောင်အမေတွေခိုကိုရမယ်ဖြစ်နေတဲ့အခါနားခုန်နိုင်မှု အမေများအင်အားကိုဆောက်လုပ်ထားတာဖြစ်ပါတယ်။ဒီလိုဆောက်လုပ်တဲ့နေရာမှာလည်းအမေဒေါ်နွဲ့နွယ်ဆန်းကပဲသူမရဲ့အိတ်ဆိုင်ငွေတွေနဲ့ဆောက်လုပ်လူဒန်းပေးထားတာပါ။အမေများဖွဲ့ကအမေတွေဟာအခုဆိုရင်အသက်80ကျော်80 90ဝန်းကျင်တွေရှိပြီမို့အမှုပညာလှူရှားမှုတွေလည်းမလုံနိုင်ကြတော့ပါဘူး ဒီလိုအချိန်မှာသားသမီးတွေကလည်းမပြေလည်ဘူးဆိုရင် နေစရာစားစရာအခက်ခဲကြုံရတတ်ပါတယ်။ဒီလိုနေရေးစားရေးအခက်ခဲကြုံရတဲ့အချိန်မှာကုညီကဲတင်ထားတာကအမေနွဲ့နွဲ့ဆန်းပါ။ဒါပေမဲ့လည်းအခုချိန်မှာအားလုံးကအဆင်မပြေချက်တဲနေတဲ့ကာလတစ်ခုကိုရောက်လာပြီမို့ဆိုဗီယက်ပြန်နွဲ့နွဲ့ဆန်းလဲမကူညီနိုင်တော့တာဖြစ်ပါတယ်။ဒီလိုချင်းအမေများအိမ်ယာမှာခေါမိုးကလည်းပေါက်ပြဲလာတာပါဒါကြောင့်မို့လဲအလူရှင်လူဝဲနေတာဖြစ်ပါတယ် ဒီလိုမျိုးလူငွေလူအပ်နေတဲ့ချိန်လှူမယ်လို့ကတိပေးထားခဲ့တာက နိုင်ငံကျော်ရုပ်ရှင်မင်းသမီးဝင်းမုံရွှေကြီးပါ ဝမ်မုံရွှေကြီးဟာအလုံးသိကြတဲ့အတိုင်းမြန်မာနိုင်ငံရဲ့လူငယ်စီးပွားရေးလုပ်ငန်းရှင်တထေကြီးကိုနိုင်ဖြိုးကျော်နဲ့လက်ထပ်ပြီးမှတော်တော်လေးချမ်းသာကြွယ်ဝနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ Academy ပေးပွဲမှာဝမ်မုံရွှေကြီးဟာတိန်းတုံးသိန်းကျော်တန်းကြောက်စင်းလေဆွဲကြီးကိုစင်မြန်းကသူမရဲ့ပိုင်ဆိုင်မှုကိုခြားပြထားတာပါ။ ဒီလိုကြီးကြီးကျက်ချမ်းသာတဲ့တတိမာလီတရုတ်ဆောင်မင်းသမီးဝင်းမုံရွှေကြီးကအမေများအင်အားခေါမုံပြင်ဆင်ဖို့နှုတ်ကတိပေးဘူးတာဖြစ်ပါတယ်။ဒါပေမဲ့လည်းအခုချိန်ထိဝင်းမုံရွှေကြီးဟာအမေများဖွဲ့ကိုလာရောက်မလူတန်းသေးတာဖြစ်ပါတယ်။အမေများအင်အားခေါမုံပြင်ဆင်စရိတ်ကိုတွက်ကြည့်လိုက်တဲ့အခါမှာသိန်း650ကုန်ကြမယ်လို့သိရတာပါ။ဒီလောက်ထိများပြားလွန်းတာကြောင့်အမေနဲ့နဲ့ဆန်းတို့ဟာလည်းအမေများအဖွဲအတွက်ဝတ်မုံရွှေစီကနေအလူခံမှုအားနာနေကြရပါတယ် ဝင်းမုံရွှေရင်ဟာဘလောက်ပဲကြီးကြီးတက်ချမ်းသာတဲ့တထင်းမာကြီးဖြစ်နေပါစေ3650ဆိုတာကမနှဲတဲ့ပမာဏမို့အမေများဖွဲ့လဲဝင်းမုံရွှေကြီးကိုဆက်တဲ့အလူခံရမှာမဝင်မရဲဖြစ်နေတာပါဒါကြောင့်လဲမီဒီယာတွေကနေတဆင့်ဝင်းမုံရွှေကြီးတီလို့တီညာတင်ပြရခြင်းဖြစ်တယ်လို့ဆိုပါတယ်တချို့သောပရိသတ်တွေကတော့ဝင်းမုံရွှေကြီးအကယ်ဒမီရတဲ့ကိစ္စနဲ့မိသွားတာဖြစ်ဖို့များပြီးသိရင်တော့လာလူမှာပါလို့ပြောနေကြတာပါဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ပရိသတ်တွေကရော့ လူမယ်လို့ပြောပြီးတကယ်လားမလူသေးတဲ့ဝိမုံရွှေကြီးအပေါ်မှာမိမိတို့အမြင်ရှိရင်မှတ်ချက်ပေးသွားကြပါအောင်ရှင်။